တခါတော့ငါရွာတရွာမှာဥဆိုးမောင်ဆိုတဲ့မျက်မမြင်အဖိုးကိုတယောက်ရှိပါတယ်။သူဟာအသက်15နှစ်အရွယ်သားလေးလွင်ဦးနဲ့တူဘဝကိုရိုးရှင်းစွာနေထိုင်ခဲ့ပါတယ်။ဥဆိုးမောင်ကငယ်စဉ်ကတည်းကမျက်စိကွဲခဲ့ရပေမဲ့အေမတန်မှအလောက်ကိုကြိုးစားလောက်ကန်တတ်တဲ့ဖခင်ကောင်းတယောက်ပါ။ကံကြမ္မာအပြစ်မတင်မဲ့တာမန်လူတွေလိုကိုအားညင်အားစိတ်ခွန်အားတွေနဲ့ဘဝကိုရှေ့ဆက်နေခဲ့ပါတယ်။ဥဆိုးမောင်ကနေ့ရက်တိုင်းမှာမနက်မောမလင်းခင်တည်းကအိပ်ယာထားပြီး ရွာသားတွေငားတဲ့အလုံမှန်သမျှကိုလှုပ်ပါတယ်။သူကမျက်စိမမြင်ပေမဲ့ကျွန်းကျွန်းကျင်ကျင်ပဲမြည်တူးတာ။ရာခင်းမြေစွာပေးတာတွေကိုလှုပ်နိုင်ပါတယ်။တားပြန်ထိန်ခုတ်ရှည်ထန်းစားတဲ့အငားအလုံတွေရွာသားတွေရဲ့တည်တည်မမအလုံတွေကိုလည်းကုညီလောက်ကန်ပေးတတ်ပါသေးတယ်။အဲ့ဒီကနေရတဲ့ပတ်စံလေးနဲ့သူ့ရဲ့သားလေးလွင်ဦးကိုရှာဖွေကျွေးမွေးခဲ့တာပေါ့။မိမဖြစ်သူဟာသားလေးမေးတွင်ထဲမှတင် နေမကောင်းဖြစ်ပြီးသိဆုံးသွားတာကြောင့်မိတဆိုးလေးသားလေးကိုရှင်နေအမြချစ်ခင်ခဲ့ရတာပါသူရဲ့စိတ်ထဲမှာလွင်ဦးစားတဲ့နိုင်ဖို့အနာကက်ကောင်းကိုပိုင်ဆိုင်နိုင်ဖို့ပဲတွေးပြီးအရာရာလှုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ရှင်နာစရာကောင်းတာကသားဖြစ်သူလွင်ဦးကတော့ဖခင်လိုမတွေးခဲ့ပါဘူးဖခင်ဟာမျက်မမြင်တယောက်ဖြစ်နေတာကိုအမြဲတမ်းရှက်ရွံ့နေပါတယ်เจ้ามาตุภခင်ลาช่าတဲ့အခါမျိုးတငယ်ချင်းတွေအိမ်လာလေတဲ့အခါမျိုးတွေမှာဆိုရင် လွင်ဦးကအမြဲတမ်းရှောင်လွှဲနေကြပါတယ်။သူ့ရဲ့ဖခင်ဟာမျက်စိနှစ်ဖက်လုံးကွယ်နေတဲ့မတန်ဆွမ်းသူတယောက်အင်မတန်မှဆင်းရဲပြီးခက်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 ရုန်းကန်နေရသူပါလို့ဘသူ့ကိုမှမသိစေချင်ခဲ့ပါဘူး။တနေ့မှာတော့လွင်ဦးကသူ့ရဲ့ဖခင်ကိုစိတ်တူတူနဲ့မေးလိုက်ပါတယ်။အဖေရဲ့ဘာဖြစ်လို့များကျွန်တော်တို့မိသားစုကသူများတွေလိုချမ်းချမ်းသာသာမနေရတာလဲဗျ။ကျွန်တော်ဒီလိုဆင်းရဲတာမလို့ကျင်တော့ဗျာ။တော်တော်ဆင်းရဲတာပဲ။ ကျွန်တော်တငယ်ချင်းတွေပြောပြမှာတော့ရှက်တယ်ဗျာ။ဖခင်ဦးစိုးမောင်ကတော့လွင်ဦးပါရီပဲပြောပြောသားဖြစ်သူပေါ်စိတ်မပြတ်ခဲ့ရှာဘူး။သူဟာအမြဲပြောနေကြစကားနဲ့ပဲပြန်ဖြေခဲ့ပါတယ်။ဒါရဲ့အဖေမှာငွေအများကြီးတော့မရှိပေမဲ့သားကိုချက်တဲ့မြတ်တာတွေတော့အပြည့်ရှိပါတယ်။သားအဖေတို့စင်းရတာတော့နားလည်ပေးပါနော်။အသက်15နှစ်ရွယ်လွင်ဦးဟာဖခင်ရဲ့စကားကိုနားမလည်ခဲ့သလိုနားလည်အောင်လည်းမကြိုးစားခဲ့ပါဘူး။ သူကတီထက်ပိုကောင်းတဲ့ဘဝကိုပဲလိုချင်နေခဲ့တာပါ။မိဘပြည့်ပြည့်စုံစုံရှိတဲ့တငယ်ချင်းတွေလိုဖြစ်ချင်ခဲ့ပါတယ်။သူ့မှာတော့မိဘစုံစုံလည်းမရှိတဲ့ပြင်မျက်စိမမြင်တဲ့ဖခင်နဲ့တူစင်းရဲစွာနေနေရတာကိုမကြည်နက်ခဲ့ပါဘူး။တရက်မှာတော့လွင်ဦးတို့ကြောင့်မှစုံညီပွဲတော်ကြီးတခုကျင်းပနေခဲ့ပါတယ်။အဲ့ဒီပွဲတော်မှာလွင်ဦးဟာကျောင်းအုပ်ကြီးရဲ့အမစကားကိုဖတ်ရတဲ့ကိုစလဲဖြစ်လာလို့အယံကိုပျော်နေခဲ့တာပေါ့။ဒီအချိန်မှာ သူ့ရဲ့အရင်နေဆုံးဖြစ်တဲ့တငယ်ချင်းမောင်ပါကမေးလိုက်ပါတယ်။ဟိတ်ကောင်လွင်ဦးငါမင်းအတွက်ရန်ဝန်းတာရဲကွာအခွင့်ရေကောင်းကောင်းရတာပဲဟာဒါနဲ့အဲ့ဒီပွဲနေကြရင်မင်းအဖေကိုခေါ်လာမလားတငယ်ချင်းအဲ့ဒီစကားကိုကြားတာနဲ့လွင်ဦးကခဏတာတုံ့ဆိုင်သွားပြီးမှဒီလိုလိန်ပြောလိုက်ပါတယ်။အိုးမောင်ပါရာငါဖေကလာနိုင်မှာမဟုတ်ဘူးထင်တယ်။ဒီရက်ပိုင်းငါဖေမှာအလုပ်တွေရမ်းများနေတာကွာပြီးတော့အဖေကတိတ်နေမကောင်းဘူးကွာ။ လွင်ဦးဟာဖခင်ကြီးမျက်စိမမြင်တာကိုတငယ်ချင်းတွေမသိစေဖို့အမြဲတမ်းလင်ညာပြောဆိုနေခဲ့ပါတယ်။ဒါပေမဲ့ဦးစိုးမောင်ကတော့စုံညီပွဲတော်မှာသူ့သားအမှားစကားပြောရမယ့်အကြောင်းကိုရွာသားတဦးစီကနေကြားသိလိုက်ရပါတယ်။ဒီတခါဦးစိုးမောင်လည်းသားအတွက်ကုံယူပြီးဝမ်းသာနေခဲ့တာပေါ့။သူကမျက်စိမမြင်ပေမဲ့သားလေးရဲ့အတန်ကိုကြားချင်တယ်လို့သားလေးရဲ့ဘေးမှာလည်းအားပေးနေချင်ခဲ့တာပါ။သူ့သားလေးဟာမိဘအဆုံလည်းမရှိပေမဲ့ အမြင်အားပေးနေတဲ့ဖခင်ရှိတယ်ဆိုတော့ကိုဂုံယူစေချင်တဲ့စိတ်နဲ့အဲ့ဒီပွဲကိုသွားဖို့စိတ်အားထက်သန်နေရပေါ့စုံညီပွဲတော်နေကိုရောက်တဲ့အခါဦးစိုးမောင်ကတားလေးနဲ့တူတူသွားဖို့ပြင်ဆင်နေပါတယ်လွင်ဦးဟာအဲ့ဒီရောက်မြင်ပြီးစိတ်တူတူနဲ့သူ့ဖခင်ကိုပြောလိုက်ပါတော့တယ်အဖေအဖေမလိုက်ပါနဲ့တော့ဗျာအဖေလိုက်လာလဲဘာအကျိုးမှမရှိဘူးအဖေကမျက်မမြင်ဆိုတော့ဘာမှမြင်ရမှာမဟုတ်တာတားဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာ စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ဦးစိုးမောင်ရဲ့ရှင်ထဲမှာဓာတ်နဲ့မှုန်းလိုက်သလိုနာကျင်ခံစားလိုက်ရပါတယ်။ဒါပေမဲ့သူကဘာမှပြမပြောနိုင်ပဲမတ်တက်ရက်နေခဲ့ယုံပဲတက်နိုင်ခဲ့တာပေါ့။အပြင်ဘက်မှာတော့ကြန့်ခိုင်ပြီးအပြုံးကိုဖော်ဆောင်ထားနိုင်ပေမဲ့ရှင်ထဲမှာတော့အကြီးမားဆုံးနာကျင်မှုကိုခံစားနေရတာပါ။သူ့ရဲ့မျက်စိနှလုံးကွယ်နေတာကသားကိုတလောက်တောင်မှအရှက်ရစေလိမ့်မယ်လို့တခါမှမတွေးမိခဲ့ပါဘူး။လွင်ဦးတယောက်ចောင်းပွဲကိုထွက်သွားပြီးတဲ့နောက် ဦးစိုးမောင်ဟာအိမ်ရှိမှာထိုင်ရင်းဝမ်းနဲ့ပူဆွေးစွာနေခဲ့ပါတယ်။လေအေးကသူ့မျက်နှာဖြတ်တိုက်သွားပေမဲ့ရင်ထဲမှာတော့မအေးချမ်းနိုင်ပဲပူလောင်နေခဲ့တာပေါ့။အင်းလေငါသားလွင်ဦးဟာငါ့လိုမျက်မမြင်ဖခင်ကိုဘယ်ခေါ်သွားချင်ပါမလဲ။သူ့တငယ်ချင်းတွေကြားမှာရှက်နေမှာပေါ့။ဒါကြောင့်ငါ့ကိုကြောင်းပွဲထိမလိုက်စေချင်တာပဲ။ဒီကိစ္စကိုတော့အဖေနားလည်ပေးနိုင်ပါတယ်တားရဲ့။ဦးစိုးမောင်ရဲ့ရင်ထဲအင်မတန်နာကျင်နေပေမဲ့ တားကိုတော့အရင်လိုပဲချက်နေသေးပါစိတ်ထဲမှာတော့တားလေးဟာတနေ့ကျရင် သူ့လိုဖခင်ကိုခင်တွယ်လာနိုင်မယ်လို့မျှော်လင့်နေကြတာပေါ့တွင်ဦးဟာဆရာဆရာမတွေနဲ့တူတငယ်ချင်းတွေရဲ့လက်ခုပ်တန်တွေကြားမှာကုံယူဝင့်ကြွားစွာနဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါပြီဒါပေမဲ့အိမ်ရှိမှာထိုင်ဆောင်နေတဲ့ဖခင်ကိုမြင်လိုက်တာနဲ့သူ့ရဲ့အပြုံးတွေကချက်ချင်းညှို့မိန်သွားခဲ့တယ်။ဒါတားပြန်လာပြီလား။ဒါဒီနေ့ကျောင်းပွဲကဘလို့လဲတားရဲ့ပျော်စရာကောင်းရဲ့လားတား။ ဘလို့ပဲဖြစ်ဖြစ်အဖေတော်ဝမ်းသာပါ रे ကွယ်အဖေသားကိုကုံယူတယ်ကွယ်အင်းဒီနေ့ပေါ်ရပျော်စရာကောင်းပါ रे အဖေစိတ်မကောင်းပါကွယ်အဖေသားကိုလိုက်ကြည့်ချင်သေးတာအဖေရလဲဗျာဘာလို့အဲ့လိုပြောနေရလဲအဖေလိုက်လာလဲအကျိုးမရှိဘူးဆိုတာတာပြောပြီးပြီလေအဖေကမျက်စိမမြင်တော့လိုက်လာလဲဘာမှမြင်ရမှာမဟုတ်တာဘာလို့လိုက်ချင်နေရတာလဲဗျာကျွန်တော်နားမလည်နိုင်ဘူးတားဖြစ်သူရဲ့စကားကြောင့်ဥဆုံးမောင်ဟာခဏတာငြိမ်သက်သွားပြီးမှ ကောင်းတစ်ချက်ညှိမ့်ပြလိုက်ပါတယ်။အေးအေးပါသားရဲ့အဖေနားလေပါပြီ။ဒါသွားတော့လေရှည်သွားချိုးတော့အဖေသားအတွက်ဟင်းတွေချက်ထားတယ်။ဒါအကြိုက်တွေကြီးပဲ။ညဖက်ရောက်တော့ဥဆိုးမောင်တယောက်ဘလို့မှအိတ်လို့မပြောနိုင်ပါဘူး။ဒါရဲ့စကားတွေကိုပဲထက်ခါထက်ခါပြန်တွေးပြီးရှင်ထဲမှာနာကျင်နေခဲ့တာပေါ့။ဒါပေမဲ့သားကိုတော့နည်းနည်းလေးတောင်စိတ်မဆိုးခဲ့ပါဘူး။လွင်ဦးဟာကလေးဖြစ်နေသေးလို့တချို့အရာတွေကိုနားမလည်သေးဘူးလို့ယူဆနေခဲ့ပါတယ်။ မနှက်မိုးလင်းတော့လွင်ဦးဟာကျောင်းပိတ်ရဖြစ်တာကြောင့်ငွေချင်းတွေနဲ့တောထဲမှာတူးတူးပုံနဲ့ကစားဖို့ထွက်သွားခဲ့ပါတယ်။ကစိုင်းကစိုင်းနဲ့ဝေးလံနဲ့ခြုံပုတ်ထဲမှာပုံနေတဲ့လွင်ဦးကိုငွေချင်းတွေကမတွေ့ကြတော့ပါဘူး။ငွေချင်းတွေကလွင်ဦးတရားမကစားတော့ပဲအင်းပြန်သွားပြီလို့ထင်ကကိုယ့်အိမ်ကိုပြန်လာခဲ့ကြတယ်။ဒါပေမဲ့ခြုံပုတ်ထဲမှာပုံနေတဲ့လွင်ဦးကတော့တိတ်ဆိတ်နေတဲ့အတန်တွေကြောင့်အပြင်ကိုထွက်လာပြီးငွေချင်းတွေကိုရှာပေမဲ့မတွေ့တော့ပါဘူး။ဒါအပြင် အိမ်ကိုပြန်တဲ့လမ်းကလည်းပျောက်နေပါပြီ။ပိုဆိုးတာကထပ်ပေါက်ရှာရင်တဖြည်းဖြည်းနဲ့တောနဲ့ကြီးတဲ့ကိုပိုပြီးရောက်သွားခဲ့တာပေါ့။ကေကြပါအောင်ပြာကေကြပါအောင်ကျွန်တော်လမ်းပျောက်နေလို့ပါကျွန်တော်တီတော့တဲ့ထွက်ချင်လာပြီဗျာ။သူဟာကြောက်လန့်တကြားနဲ့နေရာမတင်ထိုင်ပြီးအော်ဟစ်ငိုယိုနေပါတယ်။ညမောင်စာပြုတ်လာတော့ကြောက်ရွံ့စိတ်တွေကသူ့နှလုံးသားကိုတိုက်ဆားလာတာပေါ့။အဲ့ဒီအချိန်ရမှာ သူ့ရဲ့ဖခင်ကိုလိုအပ်ကြောင်းပထမဆုံးချိန်ခံစားလိုက်ရတယ်။အဲ့ဒီချိန်ဦးစိုးမောင်ကတော့ညမောင်နေပြီဖြစ်ပေမဲ့တားလေးပြတ်မလားသေးတာကြောင့်တခုခုမူမမှန်ဘူးလို့ခံစားလိုက်ရပါတယ်။ဒါကြောင့်ရွာသားတွေကိုလိုက်မေးပေမဲ့ဘသူမှလွင်ဦးကိုမတွေ့ကြပါဘူး။နောက်ဆုံးမှာတော့လွင်ဦးနဲ့တောထဲမှာတူးတူပုံနဲ့ကစားခဲ့တဲ့မောင်ပကိုလမ်းမှာတွေ့လိုက်ပါတယ်။ဟေးဦးလေးစိုးမောင်ဘယ်ဟုတ်တလောက်အသေးတန်သွားနေရလဲဗျ။ညလည်းမောင်နေပြီကိုညစီရလည်းမမြင် ဦးလေးကဒီလိုမျိုးရှောက်သွားနေတာအန်တယ်များတယ်နော်ဦးလေးတာတာလေးတာလေးမောင်ပါလားဦးလေးကလွင်ဦးလိုက်ရှာနေတာကွယ်ညောင်မိုးချုပ်နေပြီလွင်ဦးကပြန်မလာသေးဘူးဘယ်သွားနေလဲမသိပါဘူးကွယ်တာရောလွင်ဦးတွေးခဲ့သေးလားအဲ့ဒီစကားကိုကြားတော့မောင်ပါလဲညလုံးတွေပြူပြီးထိတ်လန့်သွားခဲ့တယ်ဗျာလွင်ဦးကပြန်မြောက်သေးဘူးလားဗျာဦးလေးဒီနေ့ကျွန်တော်တို့တော်ထဲမှာတူတူပုံနဲ့ကစားခဲ့ကြတာဘယ်နေရာမှာကစားခဲ့ကြတာလဲတာ ဟိုကျွန်တော်တို့ဟိုနာအမြဲတမ်းကစားနေကြတော်ရင်းမှာပဲကစားရင်ကစားနဲ့လွင်ဦးကပျောက်သွားတာပဲဦးလေးကျွန်တော်တို့အကြိုင်စောင့်နေပေမဲ့သူထွက်မလာတော့အိမ်ပြန်သွားပြီထင်လို့ကျွန်တော်တို့လည်းပြန်လာခဲ့ကြတာလွင်ဦးဒီချိန်နေတော်ရင်းမှာကြံနေခဲ့တယ်ဆိုတာကျွန်တော်တို့မသိခဲ့ဘူးဗျအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာဦးစိုးမောင်တယောက်စိုးရင်သွားပြီးချက်ချင်းပဲတော်ရဲကိုဦးတည်ပြီးပြေးဝင်သွားပါတယ်မျက်စိမမြင်ပေမဲ့အာယုံခံစားမှုနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေပေါ့အခြေခံပြီးရှောက်သွားခဲ့ရာမကြာခင်မှာပဲတားဖြစ်သူရဲ့ငိုရှိုက်တန်တိုးတိုးလေးကိုကြားလိုက်ရပါတော့တယ်။အဲ့ဒီအခါဦးစိုးမောင်လည်းအဲ့ဒီအတန်စီကိုချက်ချင်းဥတီသွားပြီးအော်ပြောလိုက်ပါတယ်။လွင်ဦးတားလေးအဖေဒီမှာရှိရဲ့နော်တား။တားတားပေးကင်းရလားယင်။တော်ရင်တနေရာမှာငုတ်တုတ်ထိုင်ပြီးငိုနေတဲ့လွင်ဦးဟာဖခင်ကိုမြင်လိုက်ရတော့ဝမ်းသာအားရဖြစ်သွားခဲ့တာပေါ့သူရဲ့ကြောက်လန့်နေတဲ့နှလုံးသားကလည်းငြိမ်သက်သွားခဲ့ပါပြီအဖေ အဖေတောင်းမှန်ပါတယ်ဗျာကျွန်တော်အဖေကိုမပြောဘဲတော်ရဲမှာလာကစားမိလို့ရှားပါတယ်တားရဲတားပေးခင်မဲ့တော်လာပါပဲလာအဖေတောင်းကိုအိမ်ပြန်ခေါ်သွားပေးမယ်နော်ဦးဆုံးမောင်ဟာပင်ပန်းနွမ်းနေပေမဲ့တောင်းကိုခေါ်ပြီးဖြစ်ဖြစ်ချင်းအိမ်ပြန်လာခဲ့ကြပါတယ်အမောင်သူ့ဟာသူ့လိုမျက်မမြင်တယောက်အတွက်အတားအဆီးမဖြစ်ခဲ့ပါဘူးသူ့နှလုံးသားပေးတဲ့လင်းရောင်တစ်ခုဟာတားဖြစ်သူနဲ့တူအိမ်ကိုဘေးကင်းစွာပြန်ရောက်စေခဲ့ပါတယ်ဒီဖြစ်ပြပြီးတဲ့နောက်မှာတွင်ဦးဟာဖခင်အား ူ့ကိုဘလောက်ချက်လဲဆိုတာနားလည်သွားလိမ့်မယ်လို့လူတော်တော်များများကထင်ခဲ့ကြပါတယ်။ဒါပေမဲ့လွင်ဦးဟာဖခင်မျက်စိမမြင်တာကိုဆက်ပြီးတော့ရှက်ရွံ့နေစေပါ။ဖခင်ကသူ့အသက်ကိုကယ်ခဲ့တာတော့မှဒီအကြောင်းကိုဘသူ့ကိုမှမပြောခဲ့ပါဘူး။မျက်မမြင်ဖခင်ကသူ့ကိုကယ်တင်တယ်လို့ငွေချင်းတွေတည်သွားရင်အလောင်ခံရမှာကိုသူကြောက်နေလို့ပါ။လွင်ဦးရာမင်းမနေညညမောင်တဲ့အထိပျောက်နေတာကွာ။မင်းအဖေကမင်းကိုအသေးလေးလိုက်ရှာခဲ့တာမင်းသိလား။ မင်းတော်ထဲမှာလမ်းပြောက်နေတာမင်းဖေကကယ်ခဲ့တာလားကွာမဟုတ်ပါဘူးငါဖေကဘာလို့ငါ့ကိုကယ်ရမှာလဲငါလမ်းပြောက်သွားပြီမဲ့ကို့ဘာသာကိုပဲအိမ်ပြန်လမ်းကိုရှာတွေးခဲ့တာပါဘသူမှငါ့ကိုမကူညီပါဘူးကွာလွင်ဦးရဲ့အဖြေကိုကြားတော့တငယ်ချင်းတွေဟာသူ့ရဲ့တတ်တည်ရှိမှုကိုချီးကျူးကြပါတယ်လွင်ဦးကတော့သူ့ဖခင်ကြောင့်ဘသူမှဆက်မပြောတာကြောင့်စိတ်သက်သာရရှားသွားခဲ့တာပေါ့အဲ့ဒီအကြောင်းကိုအမြန်ဆုံးမေ့ပြစ်ချင်ခဲ့တာပါတနေ့မှတော့ကျောင်းအုပ်ဆရာကြီးက ကျောင်းပိရဲ့မတိုင်မီကျင်းပါမယ်ဆရာကတော့ပဲရှိကြောင်းကြေညာလိုက်ပါတယ်အဲ့ဒီပွဲကိုမိပါအုတ်ထင်းသူတွေလည်းဖိတ်ခေါ်ထားတယ်လို့ဆိုပါတယ်လွင်ဦးမနှက်ပြန်ကျောင်းမှာဆရာကတော့ပဲကျင်းပါမယ်ဆရာမိမိပါတွေကိုလည်းပွဲကိုလာဖို့ဖိတ်ချင်တယ်မိမိပါတွေကိုခေါ်လာနိုင်မလားလွင်ဦးဒီခါလွင်ဦးကမလုံမလဲဖြစ်တဲ့ပုံစံနဲ့ခဏလောက်စဉ်းစားပြီးမှတူတူတုတ်တုတ်ပဲပြန်ဖြေပါတယ်ကျွန်တော်အဖေကိုခေါ်လာနိုင်မှာမဟုတ်ဘူးထင်တယ်ဆရာကြီးတီးရက်ပိုင်းအဖေကအလုပ်တွေမအားဘူးဗျာ ခဏခဏနေချောက်အလုပ်တွေသွားနေရလို့ပါ။အော်အဲ့ဒီလိုလား။ကောင်းပါပြီလွင်ဦး။နောက်အခွင့်အရေးရကြမှာပဲဖိတ်ရတော့မှာပေါ့။ဦးစိုးမောင်ဟာအဲ့ဒီဆရာကတော့အကြောင်းကိုရွာသားတွေဆရာကြားပြီးမိဘတယောက်နေနဲ့လိုက်ချင်နေခဲ့တာပေါ့။မျက်စိမမြင်ပေမဲ့အနည်းဆုံးတော့တားလေးရဲ့ဘေးမှာနေပေးချင်ခဲ့တာပါ။ညနေကျောင်းဆင်းလို့လွင်ဦးအိမ်ပြန်ရောက်တဲ့အခါမှာဦးစိုးမောင်ကသူဆရာကတော့ဘွဲကို လိုက်နိုင်တယ်လို့ပြောလိုက်ပါတယ်။ ။တွင်ဦးဟာအဲ့ဒီစကားကိုကြားတဲ့အခါမှာချက်ချင်းမျက်နှာပြတ်သွားပြီးဒေါသတန်နဲ့ပြန်ပြောလိုက်ပါတယ်။အဖေကအဖေမလိုက်ပါနဲ့တော့။အဖေလိုက်ပြီးတော့ဘာလုပ်မှလဲ။အဖေကမျက်စိမှမမြင်တာ။လိုက်လာလဲဘာကြိုးမှမရှိဘူး။ဟင်။ตาရဲ့အဖေကตาနဲ့တူတူလိုက်ချင်တာမရဘူးလားตา။ကျွန်တော်အချိန်မောင်းများစွာပြောပြပြီလေ။အဖေလိုက်လိုက်ဘာမြင်ရမှလဲ။ကျွန်တော်ပဲအရှိန်အဆိပ်လိုက်မယ်အဖေရဲ့တွင်ဦးဟာအဲ့လိုဒေါသတကြီးပြောလိုက်တဲ့အခါမှာ ဥဆိုးမောင်နဲ့ညီသက်သွားခဲ့ပါတယ်။သားရဲ့စကားကိုကြားပြီးသူ့ရင်ထဲမှာအရန်ကိုနာကျင်သွားခဲ့တာပေါ့။ကြည်လို့ဆိုရင်သားအဖေမျက်စိမမြင်တာကိုရှက်နေရပေါ့။ဟုတ်လားသား။ဥဆိုးမောင်ပြောတဲ့စကားကိုကြားတော့လွင်ဦးဟာဘာမှပြန်မပြောခဲ့ပါဘူး။ဒါပေမဲ့သူ့မျက်လုံးတွေကအဲ့ဒီစကားဟာအမှန်ဆိုတာကိုဖော်ပြနေပါတယ်။ဖခင်ဥဆိုးမောင်ဟာသားဖြစ်သူကသူ့ရဲ့ဘဝကိုလက်ခံဖို့အစင်တဲ့မဖြစ်သေးဘူးဆိုတာကိုကောင်းကောင်းကြီးနားလည်သွားခဲ့ပါပြီ။ အေးအေးပါသားရဲ့အဖေမလိုက်တော့ပါဘူးဘလို့ပဲဖြစ်ဖြစ်ဒါအဲ့ဒီပွဲမှာပြောပါစေနော်ဦးစိုးမောင်ဟာပါစကားမှမပြောဘဲတိတ်ဆိတ်သွားပေမဲ့သူ့ရင်ထဲမှာတော့တေလောက်အောင်နာကျင်နေခဲ့ရတာပေါ့ညံ့တဲ့ချိန်ထိမအိပ်နိုင်သေးပဲဦးစိုးမောင်ဟာအိမ်ရှိမှတင် တိတ်ဆိတ်စွာထိုင်နေပါတယ်။နောက်တစ်ချိန်မှာ သူ့သားလေးဟာကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုတာကိုသိနေခဲ့ပါတယ်။ဒါကြောင့်သားဖြစ်သူရဲ့ဘဝတက်လမ်းမှာ သူဟာဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ခဲ့ပါဘူး။ဒါပေမဲ့သူ့ကိုယ်သူတလောက်ထိတားဖြစ်သူအရှက်ရစေလိမ့်မယ်လို့တခါမှမထင်ခဲ့မိတာပါ။ဒီလိုနဲ့နောက်တနေ့မှာတော့လွင်ဦးလဲဆရာကတော့ပွဲပြီးတော့အိမ်ကိုပြန်ရောက်လာပါတယ်။ပြန်လာတဲ့လမ်းတစ်လျှောက်လုံးသူဟာပျော်ရွှင်နေပေမဲ့သူ့ကိုယ်စောင့်နေတဲ့ဖခင်ကိုမြင်လိုက်ရတဲ့အခါမှာချက်ချင်းစိတ်မသက်မသာဖြစ်သွားခဲ့ပါတယ်။တာတားလေးပြန်လာပြီလားကွ။ဆရာကတော့ပွဲကပျော်စရာကောင်းရဲ့လားတာ။อืมပျော်စရာကောင်းပါတယ်။ ။လူဦးဟာဦးစိုးမောင်မေးတဲ့စကားကိုတူတူတွတ်တုတ်ပဲပြန်ဖြေပြီးအိမ်ထဲကိုအမြန်ဝင်သွားပါတယ်။ဦးစိုးမောင်လည်းဘာမှဆက်မပြောတော့ပဲနာကျင်နေတဲ့နှလုံးသားနဲ့ပဲထိုင်နေကြတာပေါ့။ဒီလိုနဲ့နှစ်ရက်တွေကြာလာခဲ့ပေမဲ့ဦးစိုးမောင်ကတော့ဘာမှမပြောင်းလဲပဲမနှက်စောစောထပြီးအလက်လောက်ကလူဦးကိုကြွေမွေဆောင်းရှောက်ခဲ့ပါတယ်။သူဟာတကားမှမငင်းညူသလိုလူဦးကိုလည်းအပြစ်မတင်ရခဲ့ပါဘူး။ဒါပေမဲ့သူ့ရင်ထဲမှာတော့ပျော်စရာတွေလုံးဝမရှိပဲ ဝမ်းနည်းမှုတွေသာပြည့်နေခဲ့တာပေါ့လွင်ဦးဟာငယ်သေးတာကြောင့်သူ့ကိုလက်ခံဖို့အချိန်ယူရမယ်ဆိုတာကိုကောင်းကောင်းကြီးနားလည်နေခဲ့ပါတယ်ဒါပေမဲ့သားဖြစ်သူလွင်ဦးကလစ်လူရှုတဲ့အခါရိုင်းဆိုင်တဲ့စကားတွေကိုပြောတဲ့အခါတိုင်းသူ့ရဲ့နှလုံးသားကကွဲကြိတ်သွားသလိုခံစားနေရတာပေါ့လွင်ဦးကိုယ်တိုင်လည်းတဖြည်းဖြည်းနဲ့စိတ်မလုံးမလဲဖြစ်လာပါတယ်ဖခင်ကိုလက်မခံသေးပေမဲ့သူ့ရင်ထဲမှာတော့အပြစ်ရှိတယ်လို့ခံစားနေရတာပါ ဖခင်တယောက်တည်းအလုလုံနေတောင်မြင်ရတဲ့ချိန်ပြီးတော့တယောက်တည်းတိတ်ဆိတ်စွာထိုင်နေတောင်မြင်ရရင်သူ့စိတ်ထဲမှာဖခင်အတွက်ကောင်းတာတစ်ခုကိုလှုပ်ပေးချင်နေပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့ပရိယာကိုလှုပ်ဆောင်ရမှန်းမသိပဲလေးလံနေကြတာပေါ့။တနေ့မှာတော့လင်ဦးတို့ចောင်းကចောင်းអ៊ុဆရာကြီးဟာចောင်းသားအားလုံးကိုជីညာလိုက်ပါတယ်။ကဲចောင်းသားចောင်းသူအားလုံးသိချာနားထောင်ပါ။မနှက်ပြမှာစာကြိုးစားတဲ့ចောင်းသားတွေအတွက်ပညာသင်စုတွေជីညာပါမယ်။ ဒါကြောင့်ပညာသင်စုရရှိတဲ့ចောင်းသားចောင်းသူတွေဟာဆရာဆရာမတွေနဲ့တပ်ပုံရိုက်ရမယ်ပြီးတော့မိဘအုပ်ထင်းသူတွေကိုလည်းခေါ်လာပေးရမယ်လွင်ဦးဟာအဲ့ဒီအကြောင်းကြားတော့တော်တော်လေးဝမ်းသာသွားခဲ့တယ်ဒါဟာပညာသင်စုရပြီးဆက်လက်ပညာသင်ကြားနိုင်မယ်တခုတည်းသောအခွင့်အရေးတစ်ခုပါဒါပေမဲ့မိဘအုပ်ထင်းသူကိုခေါ်လာရမယ်ဆိုတဲ့စကားကိုကြားတဲ့အခါလွင်ဦးရဲ့အပြုံးတွေအားချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါတယ်အိမ်ကိုပြန်ရောက်လာတဲ့အချိန် လွင်ဦးရဲ့စိတ်ထဲမှာပူပင်သောကတွေရောက်နေကြတာပေါ့သူ့ရဲ့ဖခင်ကိုကြောင်းတိခေါ်မသားခြင်းခဲ့ပါဘူးဒါပေမဲ့ဖခင်ကိုလည်းအဲ့လိုတက်တက်ပြောရတဲ့တတိတော်မရှိခဲ့ပြန်ဘူးဒါကြောင့်ဘာမှမပြောပဲမသိချင်အောင်စောင့်နေခဲ့ပေမဲ့လွင်ဦးကိုအရှိတကြီးကြီးကြည့်နေတဲ့ဦးစိုးမောင်ကတတိထားမိသွားတယ်ဒါဟာသူ့ကိုခေါ်မသားခြင်းလို့ဆိုတာသိပေမဲ့လွင်ဦးကိုအပြစ်လည်းမမြင်ခဲ့ပါဘူးနောက်တနေ့မနက်မှာလွင်ဦးဟာဖခင်မှာပါပဲ ပညာသင်စုကိုတွားယူခဲ့ပါတယ်။သူနဲ့အတူတူစုယူခဲ့တဲ့တငယ်ချင်းတွေအားလုံးမှာမိဘတွေကိုစီပါလာကြတယ်။လူတွေအားလုံးကပြုံးရွှင်နေကြပေမဲ့လွင်ဦးကတော့သူ့ကိုယ်သူတယောက်တည်းလိုခံစားနေရတာပေါ့။အားလုံးရဲ့လက်ခုပ်တန်တွေဆရာဆရာမတွေရဲ့ချီးကျူးတန်တွေရပေမဲ့သူ့ရင်ထဲမှာဟာလာဟင်းလင်းဖြစ်နေပါတယ်။သူ့ရဲ့မသိစိတ်ထဲကနေဖခင်ကြီးကိုတန်းတနေမိတာကိုတော့ငင်းဆန်လို့မရပါဘူး။ဒီလိုနဲ့စုပေးပွဲအပြီးအိမ်ပြန်ရောက်တဲ့အခါမှာ ဦးစိုးမောင်ကတော့အရှင်လိုပဲသူ့ကိုစောင့်နေခဲ့ပါတယ်။ဒါပြန်လာပြီလား။ဒီနေ့စုပေးပွဲရအောင်ပျော်စရာကောင်းရဲ့လားဒါ။ဟောပျော်စရာကောင်းပါတယ်။လွင်ဦးဟာဖခင်ရဲ့အမေကိုအရင်လိုတူတူတုတ်တုတ်ပဲပြန်ဖြေလိုက်ပါတယ်။ဒါဆိုအဖေသားလည်းပညာသင်စုရခဲ့တယ်မလားဒါ။ဟုတ်ကဲ့ရခဲ့ပါတယ်။လွင်ဦးရဲ့စကားကိုကြားတော့ဦးစိုးမောင်တယောက်ဝမ်းသာအားရပြုံးလိုက်ပါတယ်။တော်လိုက်တာတားရဲ့အဖေအရန်ဝမ်းသာတာပဲ။ တားအောင်လည်းတကယ်ဂုံယူပါတယ်ကွယ်အားဖေးဖို့အဖေမလိုက်နိုင်ခဲ့လို့စိတ်မကောင်းမှောင်တားရဲ့အဖေတားမှန်ပါတယ်တားရဲ့လွင်ဦးဟာဥဆိုးမောင်ရဲ့စကားကိုကောင်းမင်းညင်ပြီးဘာမှပြန်မပြောဘဲအခန်းထဲကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့အခန်းထဲရောက်တာနဲ့လွင်ဦးဟာငယ်စဉ်တည်းကဖခင်လှုပ်ပေးခဲ့တာတွေအကုန်လုံးကိုပြန်စင်းစားနေမိတာပေါ့ဖခင်ဟာသူ့ကိုယ်တိုင်အတွက်ဘာတစ်ခုမှမလုပ်ဘဲအရာအလုံးကိုလွင်ဦးအတွက်ပဲလုပ်ခဲ့တာပါဒါပေမဲ့သူကတော့ ဖခင်ကိုငယ်စဉ်တည်းကခုချိန်နှင်းရှက်တဲ့စိတ်နဲ့မုန်းတီးနေခဲ့တာပါဖခင်ကိုသူ့ဘဝထဲမှာမရှိသလိုဆက်ဆံနေခဲ့တာပါဒီလိုတွေးမိတာနဲ့လွင်ဦးရဲ့မျက်ရည်တွေဟာမတားဆီးနိုင်အောင် စီးကျလာပါတယ်။ဘာကြောင့်ရုတ်တရက်ငိုမိမှလဲသူ့ကိုယ်သူမသိခဲ့ပါဘူး။သူသိတာကတော့ သူ့ရဲ့နှလုံးသားဟာအကြီးအကျယ်နာကျင်နေတာပဲဖြစ်ပါတယ်။သူ့ကိုယ်သူလည်းနေတိုင်းလိုလိုစိတ်မလုံးမလဲဖြစ်လာခဲ့တာပါ။ဖခင်ကိုကြည့်လိုက်တိုင်း ဖခင်ရဲ့မိခွန်းနဲ့စိုးရင်ပူပန်မှု ကြားလိုက်တိုင်းမှာသူ့ရင်ထဲမှာနာကျင်ခဲ့ရပါတယ်။ဒါကြောင့်ဖခင်ကို သူမှားခဲ့တာပါလို့တောင်းမှန်ချင်ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ကောင်းမမဟုတ်ကတိစကလုံးတွေမပြောနိုင်အောင်တားဆီးထားခဲ့တာပါ။တနေ့မှာတော့မိုးသေးထန်စွာရွာသွန်းပြီးမုံတိုင်းကအမှတ်မထင်မဲသူတို့တရွာလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။လွင်ဦးဟာဖခင်ကိုမပြောဘဲညမောင်တဲ့အထိတငယ်ချင်းတွေနဲ့အပြင်မှာကစားနေခဲ့တာပါ။ ဒီလိုနဲ့ကစားပြီးလို့အိမ်အပြန်လမ်းမှာလျက်စည်းလက်ပြီးမိုးချင်းတန်ကြတော့သူတုံလောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရှေ့မှာဖခင်ဖြစ်သူရဲ့အရေးကိုမြင်လိုက်ရတာပေါ့။သူ့အဖေဟာမိုးရီသေးကြီးမဲကြီးရွာသွန်းနေတာကြောင့်လူဦးကိုစိုးရိမ်ပြီးလှန့်ရှာနေခဲ့တာပါ။ဒါပေမဲ့လူဦးရှိနေတဲ့အရက်နဲ့ဆန့်ကျင်ဘက်နေရာကိုသွားနေခဲ့တာပါ။ဒါကြောင့်လူဦးဟာသူ့ဖခင်အနာကိုအမြင်သွားပြီးအော်ခေါ်လိုက်ပါတယ်။အဖေမျက်မမြင်ဖခင်ဦးစုံမောင်ဟာ သူ့သားရဲ့အတန်းကိုကြားတော့မှပြုံးပြီးလှဲ့လာတယ်။လွင်ဦး၊တာ၊တားလေးဒါဘေးကင်းရက်လားကိုေးအဖေရာဘာလို့ဒီလိုမိုးသည်ထဲမှာအပြင်ထွက်လာလဲ။ဘာလို့လဲဆိုတော့အဖေသားကိုစိုးရင်လို့ပေါ့ကွာ။တားပဲ့သွားနေလဲမသိပေမဲ့တားပြတ်မလာသေးတော့အဖေသိရဲ့လေ။ဒါကြောင့်အဖေသားကိုလိုက်ရှာနေရပေါ့။လွင်ဦးဟာခဏတာငြိမ်သက်သွားပေမဲ့သူ့ရင်ထဲမှာတော့နှလုံးသားကိုဆွဲညစ်ထားရသလိုနာကျင်သွားခဲ့ပါတယ်။ အလုတ်ကျန်းတွေလောက်ခဲလို့အရွယ်နဲ့မမြအောင်ရုပ်ရည်ကျန်းတန်းနေခဲ့တဲ့သူ့ရဲ့ဖခင်ဟာအဝေးကကြည့်ရင်အဖိုးကိုတယောက်လိုတောင်ထင်နေရပါပဲတီလူကမှသူဟာရှက်စရာလို့မြင်နေခဲ့တာပါတီလူဟာဘာမှမမြင်ရဘဲနဲ့တောင်မိုးရီသဲထန်စွာရွာနေတဲ့ကြားကသူ့အတွက်စိုးရင်ယုံတတန်းနဲ့ရှေ့ကိုဆက်လျှောက်လာခဲ့သူပါလွင်ဦးဟာမိုးရီတွေရွှဲဆိုနေတဲ့ဖခင်ကိုကြည့်ပြီးနောင်တကြီးစွာရှာသွားခဲ့ပါတော့တယ်တလောက်သူ့ပေါ်ကူးဆိုင်ပြီး ကျွေးမွေးဆောင်ရှောက်နေတဲ့အဖေကိုမှသူမုန်းနေခဲ့တာကြောင့်သူ့ကိုယ်သူလည်းရှက်ရွံ့သွားခဲ့တာပေါ့အဖေကျွန်တော်တို့အိမ်ပြန်ရအောင်နော်ကျွန်တော်နဲ့အဖေအိမ်ကိုအတူတူပြန်ကြမယ်နော်ဒီလိုနဲ့အိမ်ကိုပြန်ရောက်တော့နှစ်ယောက်သားဝတ်စားလဲပြီးဘာမှမပြောဘဲတိတ်ဆိတ်စွာထိုင်နေခဲ့ကြပါတယ်ခဏကြာတော့မှလွင်ဦးဟာသူ့ရဲ့အပြစ်ရှိစိတ်တွေကိုဖွင့်ဟလာခဲ့ပါတယ်အဖေအဖေကျွန်တော်ဒေါသထွက်နေလာရင်ကျွန်တော်အဖေကိုမုန်းတီးခဲ့တာတွေမကောင်းတဲ့စကားတွေပြောခဲ့တာတွေကြောင့်ပါ မဖြစ်ပါဘူးတားရယ်အဖေတော်ဘတော်မှမမုံစိတ်ထဲမှာမထားပါနဲ့တားရယ်ဒါပေမဲ့ကျွန်တော်အဖေကိုစိတ်ထိခိုက်အောင် လုပ်ခဲ့တယ်လေတငယ်ချင်းတွေကိုလည်းလိန်ခဲ့တယ်မတန်ဆွမ်းတဲ့ဖခင်ရှိတဲ့အောင်ရှက်ခဲ့မိတယ်ကျွန်တော်တကယ့်ကိုဆိုးရသူပါအဖေရယ်အဲ့လိုမပြောပါနဲ့တားလေးရယ်ဒါအဲ့လောက်မဆိုးပါကွယ်ဒါတချို့အရာတွေကိုနားမလည်သေးတာပဲရှိတာပါ အဖေကျွန်တော်ကျွန်တော်အဖေကိုတောင်းမှန်ပါတယ်ဗျာအဖေကတားကိုအမြဲတမ်းချစ်တယ် ဒါဘလို့ပဲဖြစ်နေပါစေအဖေကအရှင်အားလိုပဲတောင်းချစ်နေသေးပါကွာလွင်ဦးဟာဖခင်ရဲ့စကားကိုကြားတော့ဝမ်းသာအားရနဲ့ကောင်းငိမ့်လိုက်ပါတယ်အဲ့ဒီအချိန်မှာကြလာတဲ့မျက်ရည်ဟာရှက်စိတ်ကြမဟုတ်ပဲဝမ်းသာလွန်းလို့ကြလာခဲ့တာပါ အခုဆိုရင်သူ့စိတ်ထဲမှာမျက်စိမမြင်တဲ့ဖခင်ရှိတာကိုလည်းမရှက်တော့ပါဘူးအရာအလုံးသေးချတွေးပြီးသူနားလဲသွားခဲ့ပါပြီ သူဖခင်ဟာမျက်စိမမြင်ပေမဲ့လွင်ဦးရဲ့နှလုံးသားကိုတော့အမြဲတမ်းမြင်အောင်ကြည့်နေခဲ့တာကိုပေါ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါလွင်ဦးလည်းအရွယ်ရောက်တဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်လာပါတယ်။သူဟာအခုဆိုရင်တည်ငိမ့်တဲ့ဘဝတစ်ခုကိုပန်းဆိုင်ခဲ့ပါပြီ။သူဟာအရင်ကလိုရှက်တက်တဲ့ကလေးတယောက်မဟုတ်တော့သလိုဖခင်အတွက်ရှက်ရွံ့နေသူလည်းမဟုတ်တော့ပါဘူး။ဖခင်ဟာသူ့အတွက်အကြီးမြတ်ဆုံးသောသူဖြစ်တယ်ဆိုတာကိုနားလည်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့အချိန်တွေတောင်းဝဖခင်ဟာမတန်ဆွမ်းပဲဆင်းရဲပင်ပန်းနေပေမဲ့သူ့ကိုကောင်းမွန်တဲ့ဘွားတို့ပိုင်ဆိုင်စေဖို့အရာရာလှုပ်ပေးခဲ့ပါတယ်။ဦးစိုးမောင်ကကန့်ကြမောက်တကားမှလက်မလျှော့ခဲ့ပါဘူး။တားစီကလည်းပါတခုကိုမှပြန်မမျှော်လင့်ခဲ့ပါဘူး။တားလေးပျော်ရွှင်နေတာကိုပဲမြင်ချင်ခဲ့တာပါ။အခုတော့လွင်ဦးအတွက်ဖခင်ရဲ့ကျေးဇူးဆက်ဖို့အချိန်ရောက်လာပါပြီ။လွင်ဦးဟာဒီနေ့မှတော့သူ့နှလုံးသားအတွက်နှွေးထွေးမှုတွေနဲ့ပြည့်နေတဲ့အိမ်လေးကိုအလောက်ကနေပြန်လာပါတယ်။ ဦးစိုးမောင်ကတော့ဟိုးရင်တော့လိုပဲအိမ်ရှိမှသူ့သားပြန်အလာကိုစောင့်နေပါတယ်။အခုဆိုရင်ဦးစိုးမောင်ရဲ့စပင်တွေကတကောင်းလုံးလို့လို့ဖြူဖွေးနေပါပြီ။ဒါပေမဲ့သူ့ရဲ့အပြုံကတော့သားအပေါ်မှာအရင်လိုပဲနူးညံ့နေဆဲပါ။အဖေအခုကျွန်တော်မှအလောက်ကန်ကောင်းကောင်းရှိနေပြီ။အဖေကိုပြူစုဆောင်ရှောက်ဖို့အချိန်ရောက်ပြီဆိုတော့ကျွန်တော်အဖေကိုအကောင်းဆုံးကူးဆိုင်မယ်လို့ကတိပေးပါရယ်အဖေ။ကြီးစုတက်မာတဲ့သားရဲ့ဒါအဖေကိုလာပြီးပြူစုဆောင်ရှောက်ပေးမယ်ဆိုုံနဲ့အဖေအရင်ကပြောနေပါပြီ။ ကျွန်တော်လည်းပျော်ပါရဲ့အဖေပြီးတော့ကျွန်တော်ကုန်းယူတယ်ကဘာပေါ်ကအကောင်းဆုံးအဖေရဲ့သားဖြစ်ရတာပေါ့ဒီလိုနဲ့မျက်မမြင်ဖခင်ကိုရှက်ခဲတဲ့သားဟာအခုတော့လူအများကြီးကိုကြီးညာလိုက်ပါပြီသူဖခင်ဟာမျက်စိမမြင်ပေမဲ့အကောင်းဆုံးသောဖခင်တယောက်ဆိုတာကိုပေါ့တတိအရှိဆုံးနှလုံးသားကိုပိုင်ဆိုင်ထားတဲ့ဖခင်ရဲ့သားတယောက်ဖြစ်ရတာကိုဂုဏ်ယူနေခဲ့ပါတယ်လွင်ဦးဟာအခုဆိုရင် သူ့ဘဝကိုအကောင်းဆုံးရှင်သန်ပြီးဦးစိုးမောင်ကိုကယူဆိုင်နေပါပြီ ူဟာဖခင်ပေးခဲ့တဲ့မြစ်တာနဲ့ထိုက်တန်အောင်ပြုစုစောင့်ရှောက်မယ်လို့ကိုကုတ်ကိုကတိပေးခဲ့ပါတယ်။အဲဒီနေ့မှာပဲဖခင်ဦးစိုးမောင်ဟာညည့်ရီဝိုင်းရင်ဂျေနက်စွာနဲ့လွင်ဦးကိုပြုံးပြလိုက်ပါတယ်။သူ့ရဲ့မျက်လုံးနဲ့မမြင်ရပေမဲ့သူ့သားရဲ့နှလုံးသားထဲမှာအလင်းရောင်တွေတောက်ပနေပြီဆိုတာကိုတော့ခံစားလိုက်ရတာပေါ့။ဟုတ်ကဲ့ပါရှင်။ဒီပုံပြင်လေးရနေပေးတဲ့သင်ငန်းစာကတော့အခွင့်အရေးရတော့မှမိပရဲ့တန်ဖိုးအလေးထားပါ။ ဘဝရဲ့အရေးကြီးဆုံးအရာကိုအဆက်တရားတာမမဟုတ်သူများရဲ့အမြင်တွေနဲ့မကွဲပါစေနဲ့။ဘာကြောင့်လဲဆိုတော့တန်ဖိုးအရှိဆုံးအရာကတခြားလူတွေရဲ့ချီးကျူးမှုမဟုတ်ပဲမိသားစုရဲ့စိတ်မှန်တဲ့မြေတားသာဖြစ်ပါရဲ့ရှင်။